မှသင်္ကစားဆရာတော်ဘုရားကြီးရန်ကုန်ကိုရောက်နေတဲ့အချိန်ရန်ကုန်ဝတ္တဟာရမတွေကဆရာတော်တချို့ကပြောနေကြပါတယ်ဘုရားမှာပန်းရည်စားစီမီဆုံးကဆွမ်းတော်တင်တာဟာကြွက်စာကြွေးတာကြွက်လန်းပြအပိုက်ပုံလှုပ်တာလို့ပြောနေကြပါတယ်ဘုရားအဲ့ဒါလေးအမိန့်ရှိပါအောင်ဆိုတော့အဲ့ဒါ ကြားစကားခွေးစကားကြားယုံတယ်လို့မယုံကြနဲ့မဟုတ်တဲ့သူတရားတရားနဲတဲ့ပုံကိုယ်တရားစကားကိုလိုက်ပြီးတော့မယုံကြနဲ့ကိုယ်စိတ်သားနဲ့အဓိကပဲဆိုပြီးတော့ဆရာတော်ဘုရားကြီးကဒီလိုလေဥပမာပုံလေးပြပြီးတော့ဆုံးပါပါအဲ့လိုလဲဆိုတော့တခါတော့ကခွေးလင်မြဲလေးနှစ်ယောက်ဟာလဲဆောင်တဲ့လဲဆောင်တဲ့ဆိုတော့အညာဒေသမှာလဲတော်တဲ့မှာ စောင့်ပြီးတော့နေဖို့ဒါမှမဟုတ်လဲလေလာလုပ်တဲ့အခါထမင်းစားဖို့လေခွင့်နေတဲ့မှာထိုးတာတဲလေအဲ့တဲလေးမှာမိပြီးခွေးလေးမရနှကောင်လေးစားနှကောင်သားရှာကြဖွေကြစားကြတော့ကြပေါ့လေဒီလိုနဲ့ခွေးမကကိုဝင်ရှိလာတဲ့အခါကျတော့ခွေးဒီကောင်နဲ့ခွေးဖိုးတကောင်နဲ့ပဲပတ်ပြီးတော့ရှာဖွေရခွေးမကလိုက်မစားရတော့ အဲ့လိုစားလာရင်လည်းဒီနေ့ကျတော့ခွေးမကခွေးထိရှာကြွေးတာပဲစားနေတယ်သူကပြင်းလာဘယ်လိုဖြစ်ဖြစ်တော့ကြုတ်လိုက်ရှာပါဦးမယ်ဆိုပြီးတော့သူကအပေါ်နည်းနဲ့လိုက်လာတိုက်လိုက်တော့ငါလည်းအရှင်းမရှိနေတော့ဆိုတော့ခွေးမကြီးကဘိုက်နာကလေးရနော်ငွေမီးွားကျင်တယ်အဲ့ဒါနိစရာကိုတခုတည်းဝင်လာရဝင်ပြီးတော့ကလေးအဲ့မှာမီးွားတယ်ပေါ့ကလေးမီးွားပြီးတော့သူတို့ထားကြည့်လိုက်တော့မှဒီကူဟာ ကြားကိုဖြစ်အဲ့အချိန်မှာပဲကြားကလည်းကြောက်ချကြောက်လာတော့ဖွေးရဒုက္ခပဲကြားလည်းကြောက်လာအဲ့တော့ဘယ်လိုလုပ်ရပါမလဲဆိုဖွေးမကိုစကားတင်ပေးပြီးတော့ရှင်မရေကလေးတွေငိုလှစီလားအဲ့ဒီငိုလှစီလားအဲ့ဒါဘယ်လိုဖြစ်တာတော့မနေ့ကငါစာကြွေးထားတဲ့ကြားသား မတွေ့ဘူးလားမလေးအဲ့ဒါမြန်တော်သားတွေစားလို့ကုံပေါ့ပြေးပါအဲ့ဒါအပြင်ကလာတယ်ကြာအဲ့တန်ကြာအနေသူရက်သွားတယ်တမောင်ရဲ့သူ့ကူတယ်အဲ့နခွေးဘူကအဲအဲ့ဒါဆိုငါထွက်ရှာကြုံမယ်အမေလောလောဆယ်ကြားအနဲ့တော့ရတယ်ငါသားလေးတွေစားဝေးရအစာရတော့မလဲတူတယ်ဒါဟာဒီခွေးကတော်တော်စွမ်းတဲ့ခွေးတွေပဲဆိုပြီးတော့ဖတ်ပြရတယ် ခွေးတခါတည်းကြားရကောင်ခွေးစကားကြားပြီးတော့ရယောတော်ဘာတခါတည်းပြေးလာတာကိုတစ်ပင်ဘောကမြောက်ကမြင်တော့ဟဲ့ကိုကြဘာဖြစ်လို့တော့ဘာဖြစ်လို့တော့ဘာဖြစ်လို့တော့နောက်ကလိုက်ပြီးတော့မေးတော့အမလီတုတ်ကူတယ်မှာဗျာကြားသာစားတဲ့ခွေးတွေရောက်နေတယ်အဲ့ဒါကြောက်လို့ကြုံမှာဖားစားမှာဆိုလို့ပြေးလာရဘယ်နဲ့ဟာတော့ခွေးပဲကြားသာစားရတယ်လို့ ခွေးကြောင်တွေကိုမလို့ပါဘူးခမရဟာကမြောက်ကသိပ်မခံကြဘူးသူကအမလေးကိုမြောက်ရဲ့တုတ်ဒုက္ခရောက်အောင်မလုပ်ပါနဲ့ခမရဟာမြန်သွားဆုံးဆန်းပါမဟုတ်သေးပါဘူးလေခမရနဲ့ကြုံတာနှစ်ယောက်သွားကြည့်အောင်လာပါဆိုတော့အကြောင်းနဲ့ကြုံလိုက်ပို့မြောက်ကအဲ့ဒါအားပေးအမေအရေးကြောင်ရှိခမရသက်ပင်ပေါ်တက်ပြေးလို့ရတယ်ကြုံကမြေကြီးရတယ်သွားရမှာ ဲ့ဒါမအမကျုပ်ပြစ်ပြင်းဘယ်လိုတော့မလဲမလေးဒါမစိတ်ချဆိုပြီးတော့ကြားနဲ့မြောက်နဲ့အမိချင်းချပြီးတော့ကိုကိုသွားတယ်အဲ့ဒါကြားပေါ်မြောက်ကထိုင်းပြီးတော့လိုက်ချတယ်ကိုရှိရောက်တဲ့ကိုနားရောက်တဲ့အခါကျတော့ကိုရှိနားရောက်တဲ့အခါကျတော့အဲ့ဒါခွေးကရုတ်တရက်တော့သူကလှမ်းတယ်ဒါမှအကြံတစ်ခုရပြီလားအမေရှင်မကြီး ဒီမြောက်ကတော်တော်အလဲတာပဲငါတို့ဆရာယူသွားတော့ငါခုနှစ်တောင်ကြားကြည့်တာပဲသူအစားပြန်လာပြီးတော့ငါးတောင်ကြားဖြစ်နေတယ်တော်တော်လဲတဲ့မြောက်ပဲဆိုပြီးတော့ပြောလိုက်တယ်အဲ့ကြတာကြားကဟာဒီမြောက်ငါတပတ်ရိုက်ပြီးတော့အစားလာပြီးတာပဲလက်ပြီးတော့ထွက်ပြေးလိုက်တာအဲ့ဒါမြောက်လဲအမေးချင်းချီလာတဲ့ခါကျတော့သေရောတယ်အဲ့ဒါခွေးစကားကိုယုံနဲ့ကြားကြတယ် မြောင်နဲ့အသက်ဆုံးရှုံးရသလိုကြားနဲ့ဒုက္ခရောက်ရတဲ့နေရာပြောက်သွားတယ်။ဘောအကျိုးမရှိဘူးပြောတာပါနော်အကျိုးမရှိခွေးလောက်အကောင်ရဲ့လင်ညာလှည့်ပြားပြောဆိုတဲ့စကားကိုယုံတဲ့ပုဂ္ဂိုလ်ဒါကြားနဲ့မြောက်ခံရဒီတိုင်းပဲဗောလောကမှာသူများပြောတယ်ဆိုတာတက်ကိုလို့နေတဲ့လောကကိုယ်တိုင်မာလာမှန်လားဆိုတာသိအောင်လိလာစင်စင်ဆုံးဖြတ်ပြီးတော့လှုပ်ဖို့လိုတယ်သူများကပြောတိုင်း လိုက်ပြီးတော့သူများပါဇက်လှုပ်တိုင်းလိုက်ပြီးတော့လှုပ်နေဖို့လိုက်ယုံနေဖို့သင်မလုပ်ဘူးเนาะဒီမှာလဲဆရာဘုရားကြီးကသရတရားနေပါတဲ့အဲ့ဒီလိုပုံကိုယ်တရားစကားကိုနားမယောင်ဘူးเนาะကြားစကားခွေးစကားကြားယုံတယ်လို့မယုံမိဖို့ဆုံးမလို့ရဖြစ်ပါတယ်